င်္ဂလာပါရှင်။ရှမ်းအေကိုမီဒီယာကကြိုဆိုပါတယ်။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မူလီဝတာနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနေပြည်တော်မှထုတ်ပြန်တဲ့မူလီဝတာသတင်းများကိုတင်ဆက်ပေးပါမယ်ရှင်2025ခုနှစ်အေပိလ29ရက်ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွားချက်အရအနောက်ဘက်မှယွင်လျားလာသော နေဝေးလိုက်များ၏အရှိန်ကြောင့်၎င်းအရှိတ်ဘက်မှယွင်လျားလာသောနေဝေးလိုက်များ၏အရှိန်ကြောင့်၎င်းကပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တို့မှလေနှွေးများနှင့်တရုတ်ပြည်မှကြီးပေါ်ရှိလေဖိအားကြီးရဝန်းဒေသမှယွင်လျားလာသောလေအေးများတွေ စ်ဆုံးမှုကြောင့်၎င်း28ရက်လေးလ2025ရက်နေ့မှ3ရက်5လ2020ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ် မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှာနေရာစိမ့်စိမ့်မိုးထချုံရွာနိုင်ပြီးအချို့ဒေသများတွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။တို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းနှင့်ရစည်းလက်ခြင်းမိုးသီးကြွေခြင်းနှင့်မြေပြိုခြင်းစသည်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်လာနိုင်သည့်ဖြင့်ကြိုတင်သတိပြုကြပါယံအကြံပြုအပ်ပါရရှင်